အင်းနယ်ကိုဂျပန်မှာလေအကြမ်းမြင်ရတဲ့လူကထုတ်ထားတဲ့မန်ကာချောင်းပေါ့နော်တိုင်း9ရက်နေ့မှာငါဂျပန်မှာအကြီးဆုံးငလင်လှုပ်မယ်ဆိုပြီးတော့လို့စိတ်ပူနေကြရပေါ့နော်ပြပြကြပါအောင် မတင်ကားနဲ့ဟွန်းဆိုင်းဆိုင်းစွာနဲ့ခုဘာဖြစ်လဲဆိုတော့သူတို့အလုံးမှာသူတပြင်းငလင်းအတွက်ပေါ့နော်ကြိုတင်ပြင်ဆင်တဲ့ဒီအိတ်အိတ်ကြီးပေါ့နော်အိတ်ထဲမှာအစားပုတ်ပစ္စည်းတွေထက်ရောက်လာထက်ရောက်လာအများကြီးပစ္စည်းဖြစ်ပြီ Hello ပြောပြကြပါအောင်သူကလေငလင်းကိုပုံမှန်အားဖြင့်ဘယ်လိုပြောပြမလဲဟိုအရင်ကယူဆိုင်ထဲမှာမပါဘူးပေါ့နော်စုနေတဲ့မျိုးကလည်းငလင်းများတဲ့မျိုးတွေမှာမပါဘူး QC တွေမှာဟိုမှအဲ့လိုငလင်းလှုပ်ရင်တောင်မှနည်းနည်းသူ့ကိုစန်တာဘဟုထားပြီးလှုပ်တဲ့နေရာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ဟိုငလင်းကိုအလိုပေါ်ပါပဲနေရာပေါ့နော်အဲ့ဟိုအရင်ဟိုတလောကလည်းအရင်ကိုလေဟိုဗာလေ Facebook မှာစပါ မှာငလေးလှုပ်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ရန်ကိုဟိုရေးကြရလေတော်တော်များများရေးကြရလေတော်လည်းအဲ့လောက်ကြီးကြီးမဟုတ်ဘူးနော်အခုဘာဖြစ်လဲဆိုတော့သူတို့အလုံးမှာပြီးခဲ့တဲ့နှစ်ပတ်သုံးပတ်လောက်ကစပြီးတော့သူကအဲ့လိုလေဟိုစာရေးကြီးဆိုတာသူကလို့ဒစ်စတာဖြစ်လို့ရှိရင်အထူးသဖြင့်ငလေးအထွတ်ပေါ့နော်ကြိုတင်ပြင်ဆင်တဲ့ဒီ8 8ကြီးပေါ့နော်8ထဲမှာအစားအစာတွေပါတယ်ဗနေရစာအစားအစာတွေပါတယ်ပြီးဓမီတို့ပါတော့အစုံပေါ့ကွာအဲ့ဟာအတွက်သူပစ္စည်းရောင်းနေပြမတော့သူအဲ့လိုကတ်ထားနော်စာရေးကြီးအတွက်ဆိုပြီးတော့အဲ့လိုကတ်ထားစာရွက်ကြီးနဲ့ကတ်ထားဟိုပုံမှန်ပေါ့နော်ဟိုမိုးတွေပါရွာလို့စာရေးကြီးအတွက်အာပစ္စည်း ပုတ်ပစ္စည်းတွေထပ်ရောက်လာထပ်ရောက်လာအများကြီးပစ္စည်းဖြစ်ပြီးတော့မှဒီနေ့ကျမအဲ့ပစ္စည်းတွေကိုအိတ်ခဲလေးကိုထည့်ထည့်တဲ့အိတ်က10 15အိလောက်ရှိမှထင်တယ်အဲ့ထည့်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 နေရောအဲ့နဲ့သွားမိအိတ်ထဲလူမေးကြဒါဘာအတွက်လဲပေါ့နော်ဆိုအဲ့အဲ့နဲ့ဟိုသူတို့ကလည်းဒါရတယ်ဆိုင်းကိုက်အတွက်အဲ့လိုပဲပြောတယ်ကွယ်ဒီလားအဲ့နဲ့သူကလည်းမတင်ကားနဲ့ဟွန်းဆိုင်းကိုက်စွာနဲ့မိုးရွာပုံမှန်ပေါ့နော်ငလင်ဝဲလောက်ခေါင်းထဲမှာမရှိရော်လေလို့မိုးရတယ်လို့ဘာဆိုင်လို့လို့ဒီအိတ်တွေပါအချီပြင်နေရတယ်ပေါ့နော်အလုတ်ကလည်းအိုကာရှိဖြစ်တယ်ပေါ့နော်ထူးဆန်းတယ်ပေါ့နော် အဲ့ဒါနဲ့ဆူကဆူရဲ့စီနီယာကိုမေးလိုက်တာဟဲ့လို့တို့တို့အဲ့ဒါဘာထည့်နေကြလဲမသိဘူးလို့ဆိုအာမေးလိုက်တော့ဆူစီနီယာဘာပြောပြလဲဆိုတော့အင်းနယ်ကိုဂျပန်မှာလေးရန်နေလို့တည်လာတယ်ဘာလဲဟုတ်လို့အကြမြင်ရတဲ့လူကအဲထုတ်ထားတဲ့မန်ကာကြောင့်ပေါ့နော်တော်တော်များများကအခုလာမဲ့အဲခုနှစ်လပိုင်း၅ရက်နေမှာငါဂျပန်မှာအကြီးဆုံးငလင်လုံမယ်ဆိုပြီးတော့လို့စိတ်ပူနေကြတယ်ပေါ့နော်စိုးရိမ်နေကြတယ်ပေါ့နော်သူကအဲ့တယောက်က तू ကပြီးခဲ့တဲ့တစ်ခေါက်ဒီဂျပန်မှာအကြီးဆုံးဒီဒီဒီအခုလက်ရှိအထိအကြီးဆုံးဖြစ်ခဲ့တဲ့ငလင်ပေါ့နော်2017တုန်းကဖြစ်ခဲ့တဲ့ငလင်ကိုလည်း तू အဲ့လိုကြိုတင်ခမ်းမန်းတာမှန်ခဲ့တယ်ပေါ့နော်အဲ့အားကြောင့်မလို့တဲ့အခုပေါ့ ေါ့နော်ဒီဟာအတွက်ပြင်ဆင်နေတာပေါ့နော်အဲ့ဒါနဲ့သူ့ကိုသူကလည်းမေးလိုက်တာပေါ့နော်ဟဲ့လို့နင်းလို့အဲ့ဒါလို့ယုံလားလို့ဆိုလဲဆိုငါတော့လည်းအဲ့လိုယုံပေါ့နော်အဲ့ဒါကြောင့်ဟိုဘယ်လိုပြောမလဲဂျမမဟိုကွဲနေတာပေါ့နော်ဟိုယုံတဲ့လူလည်းရှိရဲ့မယုံတဲ့လူရှိရဲ့လူဆိုတော့လေကွဲတီလားဟိုအရန်ယုံတဲ့လူလည်းရှိတယ်လို့မယုံတဲ့လူလည်းရှိရဲ့ပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဟိုပြင်ဆင်ထားတာကောင်းတယ်ပေါ့နော်သူ့လည်းအဲ့ဟာမြင်ပြီးတော့နည်းနည်းဟိုစိတ်ပူသွားပြီးတော့အဲ့ဒါနဲ့ ChatGPT ဒီပိုင်းရှောက်မေးကြည့်လိုက်တာပေါ့နော် မေးကြည့်လိုက်တော့ဒီဟာတကယ်ဟုတ်လားပေါ့နော်ဒါဖြစ်နိုင်လားပေါ့ဆိုပြီးတော့ဒီငလင်လာမှာဖြစ်နိုင်လားဆိုတဲ့ဟာကိုမေးကြည့်တဲ့အချိန်မှာသူကအဲ ChatGPT ကဗာပြောလဲဆိုတော့ဒါလဲဟိုဒီဂျပန်နိုင်ငံရာဒီဥတုကိုဒီလိုစောင့်ကြည့်နေရအဖွဲ့အစည်းကြီးရပြောရပေါ့နော်ဟိုငလင်ဆိုတာကဘယ်ချိန်လာမယ်ဆိုတာမသိဘူးဘယ်သူမှသိတဲ့ကိစ္စလည်းမဟုတ်သူတို့လည်းမသိဘူးပေါ့နော်အဲအားကြောင့်မလို့ဒါကဟို ဖြစ်နိုင်တဲ့ scientifically အရာဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ဘူးလို့တော့အချက်ကြီးကြီးပြီးတဲ့မှာတော့ပြောတယ်ကွသူရဲ့စီနီယာဘာပြောလဲဆိုတော့ဗောနောအခုတည်းဂျပန်မှာကဒီဒီမီတောင်နေရှိရလေကျူရှူမာဆိုလဲမီတောင်နေများရဲ့ကုမမတုမဆိုရင်အာဆုံမီတောင်ရှိတယ်ပြီးရင်ခါကိုရှိမာဆိုရင်ဆာကူရာဂျီမာဆိုရင်မီတောင်ရှိရယ်ကွာအဲ့မီတောင်လေးအခုတလောဆိုရင်အဲ့ဆာကူရာဂျီမာမီတောင်ကသူကဟိုပြန်ပြီးတော့ဟိုပြန်ပေါက်တာဗောနော မီတောင်ပြရှင်လာပေါ့ပြောမယ်ဆိုရင်မီတောင်ပေါက်တာပေါ့ကွယ်ပြောမယ်ဆိုရင်တော့အဲ့လိုမျိုးမီတောင်ပေါက်တဲ့အဟာတွေကနည်းနည်းခက်စိတ်စိတ်ဖြစ်တာပေါ့အဲ့တော့သူတို့ရဲ့ဒီခံမှန်းချက်အရာကတော့လူမီတောင်လေးပေါက်လာတယ်ပြီးတော့ဟိုငလင်တိ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 လေးတွေကလည်းစိတ်လာတယ်ပေါ့နော်ပြောမယ်ဆိုရင်ဦးတလောကလည်းဟိုကိုင်းတို့ဘက်မှာတစ်ခေါက်ထပ်လိုဝိုင်းဟို register 6လောက်ရှိရလေအဲ့အလုတ်သွားဆိုတော့အဲဒါဟိုဖြစ်နိုင်တယ်လည်းပြောလို့ရတယ်လို့မသိရဲ့ဟိုငလင်ရဘယ်ချိန်လာမဲမသိရဲ့ကိစ္စပေါ့နော်အဲ့တော့ဒီတစ်ခေါက်အဲ့လိုမျိုးသူကလာခဲ့ရင်လေသူကဇပန်ကလည်းဟိုဒီ ဘယ်လိုပြောမလဲဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကို reverse ပြန်လုပ်တဲ့အချိန်မှာအဲ့နှစ်တွေမှာလည်းရှိခဲ့ဘူးလေကွာအဲ့တော့ဒီနှစ်ပေါင်းတရာကြော်ကြော်လောက်မှာတကြောပြန်ပြီးပြန်လာနိုင်တဲ့အခြေအနေရှိတယ်ဆိုပြီးတော့လေတော်တော်များများကလည်းဒီ scientific အဲဒီ scientifically geotechnical ကိုနားလည်အပုံကိုတွေကလည်းဒီဟာကိုပြပြထားတာတွေလည်းရှိရပေါ့နော်အဲ့ဒါတွေက online မှာအများကြီးပါပဲအလိုပဲပြန်နေရပါပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောမလဲအဲ့ဟာတွေအဲ့လိုဒီနေ့အဲ့အဲ့ဟာကိုမြင်ပြီးရောသူက ဟိုရှောက်ရှာရှောက်ဖတ်ပြီးတော့နည်းနည်းစိတ်ပူပါပြီးတော့ငါလဲလို့ပြင်ဆင်တင်တာပြင်ဆင်ရမယ်အဲသူကဟိုသူတို့တော့ဆလိုက်တယ်ငါလို့ငါးရက်နေ့ကြလို့ကျတော့ဇူလိုင်၅ရက်နေ့သူကအတိအကျတော့ပြောထားပါကွာဇူလိုင်၅ရက်နေ့မှာလှုပ်မှာဇူလိုင်၅ရက်နေ့ကျငါအိမ်မှာမနေဘူးရုံးမှာလာနေမှာတော့ကွာဇူလိုင်၅ရက်နေ့ကစနေနေ့ကျစနေနေ့ဆိုရုံးပိတ်တယ်ရုံးပိတ်တော့အိမ်မှာပဲရှိမှာဆိုအိမ်ကစုနေတဲ့အိမ်ကကျတော့6ထက်6ထက်ကူမှာစုက3ထက်မှာနေရဆိုတော့ဟိုကိုလူကနောက်ကအောက်က2ထက်ကိုပြေးဆင်းမှုကလည်းအလိုအပေါ်မှာလည်းနောက်ထပ်3ထက်ရှိသေးရဆိုတော့ကြောက်တယ်လေအဲ့ဒါနဲ့သူကတော့အချိန်အတိအကျပါဦးထွက်တာ ဘယ်နှစ်နာရီဘယ်နှမင်းညမှာလှုပ်မယ်ဆိုတာပါအတိအကျအဲ့လိုမျိုးကွာဟိုအဲ့ဒီစာအုပ်ထဲမှာပါတာပေါ့အဲ့ဒီစာအုပ်နာမည်ကဘာလဲဆိုတော့ဝါတရှိကမိတာမိတိုင်းဆိုတဲ့ဟာလေဆိုတော့ပြောမယ်ဆိုသူမြင်တဲ့အနာဂတ်ဆိုပြီးတော့အဲ့လိုပုံစံမျိုးကွာပေါ့နော်အဲ့ဒီမန်ကာစာအုပ်ကအရင်နာမည်ကြီးနေ냐ဒီဂျပန်ထဲမှာနာမည်ကြီးတာနေမကပဲနေသူကဟိုဟောင်ကောင်ဘက်ကအဲ့လိုမန်ကာကြိုက်တဲ့လူတွေအထီကိုပါအဲ့ဒီမန်ကာစာအုပ်ကပြန်သွားပြီးတော့ဒီဟောင်ကောင်ကလူတွေရာလဲအဲ့လိုခီးသွားဖို့လားမသိဘူးအဲ့လိုဂျပန်ကိုခီးအလဲလာဖို့အဲ့လိုတချို့ခီးသွားတွေရာလဲအဲ့လိုအဲ့ဒီအချိန်ကိုမလာကြဘူးလို့လည်းပြောကြတယ်ပေါ့နော်အဲ့ကြောင့်မလို့ဟို ဟိုကိုကကွာဂျပန်ကိုဖီးအနေနဲ့လာမယ်ဆိုလို့ရှိရင်အဲ့ဒီဇူလိုင်လလောက်မှာပေါ့နော်ဟိုတစ်ကတ်တို့ဘွတ်ကင်တို့ဘာလို့ဆိုရဖန်ရတဲ့ဟာမျိုးတွေပြီး insurance တွေဝယ်ထားတာတို့အဲ့အဲ့လိုမျိုးတွေလောက်ကြပါလောက်ထားပါဆိုပြီးတော့ဒီ ChatGPT ကတော့သူပြောထားတယ်ကွာဒီ traveler တွေအတွက်ကိုပေါ့နော်အဲ့တော့ဒီ aquaji ကလာမလားမလားမလားတော့မသိဘူးဒါပေမဲ့ဟိုကျူတင်ပြင်ဆင်တာတော့ပြင်ဆင်ရမယ်ပေါ့နော်ဆုလဲအခုစပြီးတော့အခုအဓိကဆုမှာ knowledge မရှိသေးဘူးပေါ့နော်အဲ့ဒီဘာတွေပြင်ဆင်ရမယ်လို့ဘာပြင်ဆင်ရမလဲပေါ့နော်တကယ်ဖြစ်လာပြီဆိုရင်ငါဘယ်လိုသွားရမလဲပေါ့နော် ဟိုဟိနန်းကျောကိုလေဟိနန်းကျောငါဘလို့တော့မငါအနာနီနာမှာဘာဟိနန်းကျောကဘာဘယ်နေရာရှိရလဲအဲ့ဒါကြီးသိထားရမယ်ပြီးရင်ရည်ကြည့်ပစ္စည်းတွေအတွက်ပြင်ဆင်ထားရမယ်ပေါ့နော်အဲ information တွေတစ်ချက်စုမယ်စုဝကြတော့ကံကောင်းတာကဒီစာကားတော့ဟိုလှုပ်ခဲ့ရင်တောင်မှလည်းအရင်မပြင်းဘူးလို့ပြောရပေါ့နော်အဲ့ဒါတော့စုတို့အတွက်အဲနည်းနည်းစိတ်အေးစရာကိစ္စတစ်ခုဖြစ်တယ်အဲဒါပေမဲ့လည်းပြင်ဆင်စရာရှိရတော့ပြင်ဆင်ရမယ်ပေါ့နော်အဲအဲ့ဒါအခုဒီနေ့အလုံးမှာအဲ့ဒါတွေးခဲ့ရင်လည်းအားလုံးလည်းတတိထားလို့ရအောင်လို့ပြီးရင်ပြင်ဆင်စရာရှိရင်စပြီးပြင်ဆင်လို့ရအောင်တကယ်ဖြစ်ခဲ့တယ်ဆိုရင်ပေါ့နော် ဒါပြောလို့မရတဲ့ကိစ္စเนาะဟိုအတိအကျကြီးဖြစ်မယ်လို့ပြောတာလည်းမဟုတ်ဘူးအဲဒုမှလည်းငလင်စွာကြိုတိရဲ့ကိစ္စတွေမှာမပါဘူးအဲ့တော့ဟိုပြင်ဆင်ချင်ရှိရတော့ပြင်ဆင်ထားရမယ်အတက်ကိုညာဆောင်နေဆိုတော့စကားရပါတော့ပြင်ဆင်ရရှိရပြင်ဆင်ထားကြပါလို့အဲ့ဒါကိုသူအလုံးမှာတွေ့ခဲ့ရင်လည်းအလုံးကိုပြန်မျှဝေခြင်းလို့ပြပြရဖြစ်ပါတယ်အလုံးမဲ့ဘေးကင်းကြပါစေသူကတော့ဟိုတခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းအကုန်လုံးပေါ့နော်ဘေးကင်းကင်းနဲ့ဟိုမြန်မာလူမျိုးတွေရောဂျပန်လူတွေရောဘယ်လူမျိုးပဲဖြစ်တဲ့အန်ဒီရေကနေပြီးတော့စိတ်ဖြစ်ဖြစ်နဲ့ဖြစ်ဖို့ပဲဆုတောင်းပါတယ် าจารย์อารมณ์แบบกิวใส่ใจบ้าบ๊ายบาย